ကဲမင်္ဂလာပါတော့ကျွန်တော်ရဲ့ channel ရတဲ့တစ်ဖက်ပြန်လည်းပြီးကြိုးဆိုပါတယ်ဒီကျွန်တော်တင်ဆက်ပေးမယ့် beauty ရတော့ကုန်းတငယ်ကိုစီတို့ရဲ့ reaction လေးပဲဖြစ်တယ်အဲဒါကနားဆင်ကြရအောင်အောင်ရေရိုရဲ့ဒီအမိုက်ကိုရှာလိုက်ပါဘယ်မှာပါလဲအိုင်ဒီယာနာ

။တပ်ဆိုင်ရာသူတို့စစ်တဲ့လက်အောက်ခံဌာနဆိုင်ရာတွေကမင်းအောင်လိုင်းအတွက်တဲခင်းအခန့်ပေးထားတဲ့တောက်ရေးရေနွေးလက်ဖက်အချိုးဘွဲနဲ့အစားတောက်တွေကိုအကြမ်းဖက်မင်းအောင်လိုင်းဟာလုံးဝမတုတ်မတိမစားပဲသူ့မှာပါလာတဲ့ကိုပိုင်းရေဘူးနဲ့အစားတောက်တွေကိုသာစားတောက်ခဲ့တယ်လို့အဲ့ဒီခီးစဉ်အတွက်မင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့တဲ့စစ်တလောက်ခန့်ဌာနဆိုင်ရာတရင်အရှင်မေကပြောထားပါလေဒါအပြင်အကြမ်းဖက်မင်းအောင်လိုင်းဟာအဲ့ဒီခီးစဉ်အတွက်သူ့လက်အောက်ခန့်ဌာနဆိုင်ရာတွေကို ပဂရိအခြေအနေတွင်နဲ့ကန့်ညီမှုမရှိလေသူထင်ရမြင်ရတွေ့ကိုသာရှောက်ပြောနေခဲ့ပြီးတွေ့ဆုံပွဲတွေမှာဆိုအ ਨੇ စုံတနားကြီးကြောကြအောင်မရမနာသူတူတည်းပြောဆိုမှုတွေလှုပ်ဆောင်ခဲ့တယ်လို့အဲ့ဒီခီးစဉ်အတွက်မင်းအွန်လိုင်းရဲ့အပြုတ်မှုနဲ့အနေထိုင်ကိုတေချာသတိထားခဲ့တဲ့ဌာနဆိုင်ရာသတင်းအရှင်မြစ်ကရန်ကုန်ခေတ္တကိုပြောပြထားပါတယ်အဲ့ဒီအကြံဖတ်မင်းအွန်လိုင်းတွားခဲ့တဲ့ဂိမ်းပီနဲ့ကဖအန်ခီးစဉ်မှာဆိုရင်သူ့အတွက်လုံခြုံရေးစိတ်မချလို့ရော့ ခီးစဉ်ပေါက်ကြသွားမှုကြောင့်မှမင်းအွန်လိုင်းဟာနောက်ထပ်အစီအစဉ်တွေကိုဖျက်သိမ်းပြီးသူတို့စစ်တပ်ရဲ့တပ်နဲ့တွေ့ဆုံပွဲကိုတော့မသွားတော့ပဲဖျက်သိမ်းခဲ့တဲ့အပြင်ဖအံမြို့မှာညတော့မအိပ်ရတော့ပဲရဟတ်ရင်နဲ့မော်လမြိုင်မြို့ကိုချက်ချင်းထွက်ခွာသွားပြီးမှသူတို့ရဲ့အရှိတောင်တိုင်းစစ်ထဏနာချုပ်ဒဲမှာပဲညအိပ်ခဲ့တယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာနိုဝင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာဆိုရင်ကြားဖြတ်ဝင်းလင်းဂိုင်းတွေအခြေဆိုင်ရာရွှေကုတ်ကိုမြို့တဲ့အတွင်းကတရုတ်လူမျိုးတွေအပါအဝင် နိုင်ငံဂျာတာတွေနဲ့ကြားပြတ်ငွေလင်းမှုလုပ်တဲ့အလုပ်သမားတွေဟာအစုလိုက်အပြုံလိုက်ထွက်ခွာနေကြတာဟာညာတွင်ချင်းဝရုံသုံးကားတွေဖြစ်နေကြပြီးဒီကနေ့နိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းမှာတော့မနေ့ကညလောက်ဝရုံသုံးကားမဖြစ်တော့ဘဲထွက်ခွာမှုတွေရှိနေတယ်လို့ဆိုပါတယ်လက်ရှိမှာတော့ရွှေကုတ်ကုတ်မြို့တစ်အတွက်ကြားပြတ်ငွေလင်းမှုတွေလုပ်တဲ့အချိန်အသုံးပြုတဲ့ကွန်ပျူတာတွေဖုန်းစင်ကတ်တွေနဲ့ဆက်ဆက်ပစ္စည်းတွေကိုဘာတစ်ခုမှတသိမချန်ဖို့ကြားပြတ်ခေါင်းဆောင်တွေကဖယ်ရှားခိုင်းနေပြီးအဲ့ဒီမှာရှိတဲ့ကြားပြတ်ငွေလင်းအလုပ်တွေကိုလည်း ယာယီအလုတ်ပိတ်မယ်ဆိုပြီးတော့ပါကြားဖြန့်ခေါင်းဆောင်တွေကပြောဆိုထားသေးတယ်လို့ရွှေကုတ်ကိုအတွင်မှာရှိတဲ့တည်င်းအရှင်မြတ်ကရန်ကုန်ခေတ်တစ်ကိုအတိပိတ်ပြောဆိုထားပါတယ်အဲ့ဒီကင်ပီနဲ့ကကြားဖြန့်ငွေလင်းဂိုင်းတွေအခြေဆိုင်ရာရွှေကုတ်ကိုမြို့တစ်ကိုမြန်မာစစ်တပ်လောက်ကဘီဂျက်ခေါင်းဆောင်စောချက်သူဦးဆောင်တဲ့တပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီးအဲ့ဒီကြားဖြန့်ငွေလင်းလုပ်ငန်းတွေကိုမြန်မာစစ်တပ်နဲ့ဘီဂျက်တပ်တွေကပါနောက်ကွယ်ကနေပူးပေါင်းပါဝင်ပတ်သက်ပြီးလှုပ်ဆောင်နေကြတာဖြစ်တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်ငွေလိမ်ဂိုင်းတွေကိုနှိမ်နှင်းမှု FBI မှာပါတဲ့အထူးတပ်ဖွဲ့ဖွဲ့လိုက်ပြီးဆိုတဲ့အကြောင်းအမေရိကန်ဘက်ကနေတရားဝင်ထုတ်ပြန်လိုက်ပြီးနောက်မှာပဲအဲ့ဒီကင်ပီနဲ့ကကြားဖြတ်ငွေလိမ်ဂိုင်းတွေအခြေစိုက်ရာရွှေကောက်ကိုမြို့တက်အတွင်းမှာရှိတဲ့မြန်မာစစ်တပ်လက်အောက်ခံ BGF တပ်တွေကသူတို့နယ်မြေထဲမှာသူတို့ကိုယ်တိုင်ပူးပေါင်းလှုပ်ဆောင်နေတဲ့ကြားဖြတ်ဂိုင်းတွေကို သူတို့ကပြန်ပြီးမြန်မာစစ်တပ်နဲ့အတူပူးပေါင်းနှိမ်နှင်းမယ်ဆိုတာမျိုးတွေအထိမီဒီယာတွေကနေတဆင့်အရေးကြီးတုတ်ပြနဲ့ထပြီးကြေညာပြောဆိုလာပြန်တာပါအဲ့ဒီလိုပြောဆိုမှုအပြီးမှာပဲနိုဝင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာတင်ရွှေကုတ်ကိုမြို့တဲ့အတွင်းကကြားဖြတ်ငွေလိမ်မှုတွေလုတ်တဲ့သူတွေဟာအစုလိုက်အပြုံလိုက်ထွက်ခွာမှုတွေနဲ့ဝရုံးသုံးကားတွေဖြစ်ခဲ့ကြပြီးအဲဒီမှာရှိတဲ့အဓိကကြားဖြတ်ငွေလိမ်ခေါင်းဆောင်ဘိုင်းတွေကိုတော့ ကြောက်ဖြန့်တွေကိုခြေမုံမယ်လို့ပြောနေတဲ့မြန်မာစစ်တပ်လက်အောက်ခံ BGF တပ်တွေကပဲကားတွေနဲ့တခြားနေရာတွေကိုပြောင်းရွှေ့ပေးတာတွေလုပ်ခဲ့ပြီးမှမြန်မာစစ်တပ်နဲ့အတူအဲ့ဒီစစ်တပ်လက်အောက်ခံ BGF တပ်တွေဟာရွှေကုတ်ကိုအတွင်ခတ်တီတီနဲ့ဝင်ရောက်နေရာယူတာတွေသူတို့ဖြေရှင်းနေပါတယ်ဆိုတဲ့ပုံစံနဲ့ကင်းလှဲ့ဓာတ်တွေကိုပါဟန်ဆောင်ပန်ဆောင်တွေလုပ်ပြနေတယ်လို့အဲ့ဒီရွှေကုတ်ကိုအတွင်မှာရှိတဲ့သတင်းရင်းမြစ်တွေကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျဒါကတော့နိုဝင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကစပြီး ်ချင်းပြည်နယ်ဖလန်းမြို့နယ်ဆက်နမိုင်ကပ်အကွာဘက်ကိုအကြမ်းဖက်စစ်တပ်ကကလေးမြို့ဘက်ကနေစစ်ကြောင်းထိုးတာတွေလာလုံနေပြန်တဲ့အတွက်မဏိပူရမြစ်အနီးမှာအကြမ်းဖက်စစ်တပ်နဲ့ချင်းတော်လိုင်းရဲတပ်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွက်နေမြေအခြေအနေရချင်းတော်လိုင်းရဲတပ်တွေကအသာစီးရထားတဲ့အတွက်စစ်တပ်ဘက်ကထုံးစံအတိုင်းအထိနာနေမှုတွေကြောင့်လေကြောင်းကနေဘုံကျဲပြီးပြစ်ကူပေးနေရတယ်တည်ရပါတယ်အဓိကကတော့ အချက်ဖက်စစ်တပ်ဟာနိုင်ငံတော်ကသူတို့လက်လွတ်ထားရတဲ့တော်လှန်ရေးတပ်တွေထိန်းချုပ်ထားရနေမြေတွေကိုပြန်လည်လိုချင်နေတဲ့အတွက်ထိုးစစ်စင်နာတွေတွားတွားလုံနေရမှာအခုလိုချင်းပြည်နယ်ဘက်ကပါစစ်ကြောင်းတွားထိုးနေပြန်တာဖြစ်တယ်လို့လောလောဆယ်တော့ချင်းတော်လှန်ရေးတပ်တွေကနေမြေအသာစီးရှိနေတာရောသိမ်းပိုက်ရရှိထားပြီးသားနေမြေတွေကိုလက်လွတ်မဆုံးရှုံးရအောင်ချင်းဒေါ်လာရင်းတက်တွေအားလုံးပေါင်းပြီးစီစီလုံးလုံးနဲ့ပြန်လဲတက်ခိုက်ချေမုန်းနေတာတွေကြောင့်ပါစစ်တပ်ဘက်ကတော်တော်ကိုအထိနာနေပြီးတိုက်ပွဲတွေကတော့ဆက်လက်ပြင်းထန်နေတယ်လို့ ချင်းညီတော်ပြောရေးဆိုခွင့်ရှိသူ slime timmy ထွက်ကပြောထားပါတယ်ခင်ဗျာဒါကတော့ November 18နေ့ဖြစ်တဲ့မနေ့ကမနေ့ပိုင်းမှာပဲမုံရွာမြို့နယ်ကမုံရွာထောင်အနီးမှာရှိတဲ့အချက်ပစတက်ရဲ့တာစီငယ်မြေ yes ကန်ကိုဒေါ်လာအပူပေါင်းတက်တွေကဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွင်းစစ်တပ်ကရဲ၄ဦးကတော့ပြစ်ခတ်မှုတွေကြားမှာပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီအဲ့ဒီရဲမသားအလောင်းနေစီကနေလက်နက်တက်ကောက်ဖို့စူးစမ်းပြီးမယ်အခွင့်မသားခဲ့ဘူးလို့လည်း Rocket Fighter တပ်ဖွဲ့ရဲ့လက်ပီကပြောထားပါတယ်။လက်ရှိမုံရွာမြို့နယ်မှာတော့တော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေနဲ့စစ်တပ်ကတဆွဲထားတဲ့နေရာတွေဆိုတာမျိုးနှစ်ဖက်ရှိနေပြီးစစ်တပ်ကလည်းတော်လိုင်းတပ်တွေရဲ့နေမြေတွေကိုပြန်လည်လိုချင်နေတဲ့အတွက်ရရင်ရတယ်လို့စစ်ကြောင်းထိုးတာတွေလှုပ်လို့ရှိတယ်လို့တော်လိုင်းတပ်တွေကလည်းစစ်တပ်တဆွဲထားတဲ့နေရာတွေကိုအခုလိုပဲတံပြန်တက်ခိုက်ချေမှုန်းမှုတွေအများလို့လို့ရှိနေတယ်လို့လည်းဒေတာတွင်းသတင်းအရှင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။ဒါကတော့နိုဝင်ဘာလ16ရက်နေ့ည10:00နာရီဝန်းကျင်လောက်ကပဲ ရန်ကုန်မြို့ကပေါင်ပြီးမြို့နယ်မှာရှိတဲ့ကြံ့ဖွတ်ပါတီရုံးကိုမြို့ပြတော်လိုင်းကြီးရဲဘော်တွေကလက်လုံမိုင်းနဲ့ပါတွဲထားတဲ့ဘုံတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါလိမ့်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းကြံ့ဖွတ်ပါတီရုံးမှာစောင့်နေတဲ့စစ်သား2ဦးကတော့သေနိုင်လောက်တဲ့အထိအပြင်းထန်ဒဏ်ရာတွေရသွားပြီးစစ်သားတွေဘက်ကကြောက်အားလန့်အားနဲ့ရန်တမ်းပြီးပြန်လည်ပြစ်ခတ်မှုပါလုပ်ခဲ့သေးတယ်လို့မြို့ပြကြွတ်နဝတ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူကရှင်းပြထားပါလိမ့်လက်ရှိရန်ကုန်တိုင်းမှာ အချက်ဖတ်စတဲ့ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ပါလုံချုံရဲတွေကိုအရင်ထပ်ပူပြီးတင်းကျပ်ထားတဲ့ကြကရန်ကုန်မြို့ပြတော်လန်ကြီးရဲဘော်တွေကလည်းစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုအခုလိုဖောက်ခွဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့စာတင်ကျောင်းတွေကိုအချက်ဖတ်စတဲ့ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်တဲ့အချိန်ကျောင်းသားကျောင်းသူတွေကိုအချိန်မီပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် ထိခိုက်သိဆုံးမှုမရှိခဲ့ဘူးလို့အာခတ်တော်အေအေကနိုဝင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲထုတ်ပြန်ထားပါလေဒါကတော့နိုဝင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လဲပိုင်းမှာပဲအချက်ဖက်စစ်တပ်ကကြောက်ဖြူမြို့နယ်မှာရှိတဲ့ရတပ်ပြည်သူတွေနေထိုင်ရာလက်တင်ကျေးရွာအတွင်းကိုနေချောင်းကနေဘုံကျဲတိုက်ခိုက်သွားရမှာစာတင်ကြောင်းတွေပေါ်ကိုတမင်တကာကြဲချသွားတယ်ဆိုပါတယ်အဲ့ဒီလိုအချက်ဖက်စစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုအတွင်းလက်တင်ကျေးရွာစာတင်ကြောင်းတွေပေါ်ကိုဘုံတိတွေကြောက်ရောက်ပောက်ကွဲခဲ့ပြီမဲ့ စာတင်ကြနေတဲ့ကျောင်းသူကျောင်းသားတွေကိုအချိန်မီပျောက်ရွှေ့နိုင်ခဲ့တဲ့အတွက်ထိခိုက်သေးဆုံးမှုရှိခဲ့ပေစာတင်ကျောင်းတော်ပျက်စီးသွားတယ်လို့အရခတ်တော်အေအေကထုတ်ပြန်ထားပါတယ်။ဒါအပြင်အဲ့ဒီကြောက်ဖြူမြို့နယ်တဲကပဲနောက်ထပ်ကြောက်ကလေးကြေးရွာနဲ့မင်းရဲ့ကြေးရွာတွေကိုပါဂျပန်စစ်တပ်ကမနေ့ကတရက်ထဲမှာတင်လေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တဲ့အပြင်စစ်တင်းမောဘောကနေလည်းလက်နက်ကြီးနဲ့အဲ့ဒီကြေးရွာတွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခတ်ခဲ့ပြီးဒက်လော့အဲ့ဒီဘက်ကထိခိုက်မှုအခြေအနေတွေကိုမသိရသေးဘူးလို့ထုတ်ပြန်ချက်ထဲမှာပြောထားပါတယ် လက်ရှိရခိုင်ပြည်နယ်မှာအရခတတော်အေးအေးသိမ့်ပိုက်ဖို့ကြံနေတဲ့နောက်ဆုံးလက်ကျန်၃မြို့တဲကကြောက်ဖြူမြို့နယ်မှာအေးအေးနဲ့အကြမ်းဖက်စစ်တပ်အကြားနှစ်ဖက်စီတင်းမာနေတဲ့အချိန်စစ်တပ်ကကြောက်ဖြူမြို့နယ်ကိုပါလက်မလွတ်ရရေးအတွက်အခုလိုဘာမှမဆိုင်တဲ့အယသပြည်သူတွေနေထိုင်ရာခြေရွာတွေကိုပါလေချောင်းတက်ကတ်မှုတွေဇက်တိုက်လှုပ်လာနေတာတွေကြောင့်ပြည်သူတွေအနေနဲ့စစ်တပ်ရဲ့လေချောင်းရန်ကိုပုံမှုသတိထားကြဖို့ကိုလည်းအရခတတော်အေးအေးကသတိပေးထားပါသေးတယ်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့ မြန်မာအကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားတဲ့မှတ်တမ်းရုပ်ရှင်ဒါရိုက်တာရှင်ဒေဝီကိုနယ်စည်းမထသတင်းတောင်များအဖွဲ့ RSF က2025ခုနှစ်အတွက်သတင်းလွတ်လပ်ခွင့်စုကိုချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။ဒါကတော့နိုဝင်ဘာလ15ရက်နေ့ကပဲပြင်သစ်နိုင်ငံပါရီမြို့မှာ2025ခုနှစ်အတွက်သတင်းလွတ်လပ်ခွင့်စုပေးပွဲကိုကျင်းပခဲ့တာဖြစ်ပြီးအဲ့ဒီမှာမြန်မာအကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးပြီးထောင်ဒဏ်နှစ်ရှည်ချမှတ်ထားတဲ့မှတ်တမ်းရုပ်ရှင်ဒါရိုက်တာရှင်ဒေဝီဟာ 2025ခုနှစ်အတွက်သတင်းလွတ်လပ်ခွင့်စုကိုရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလို မတန်ရုပ်ရှင်ဒရိုက်တာရှင်ဒေဝီရရှိခဲ့တဲ့စုကိုတော့ဒရိုက်တာရှင်ဒေဝီကိုစားစိုင်းဆရာမမတိတာစန်းချောင်းကပြင်သစ်နိုင်ငံပါရီမြို့မှာပဲစုကိုတက်ရောက်လက်ခံပေးခဲ့ပြီးမြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်အခြေအနေတွေကိုပါပြောခဲ့တယ်လို့စုလက်ခံခဲ့တဲ့စိုင်းဆရာမကိုတိုင်သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားသလိုစုရရှိခဲ့တဲ့မတန်ရုပ်ရှင်ဒရိုက်တာရှင်ဒေဝီကိုလည်းအများဆုံးပြန်လည်လွတ်မြောက်ဖို့စုတောင်းပေးထားပါသေးတယ်။လောလောဆယ်မှာတော့ အခုလိုပြည်သက်နိုင်ငံမှာပေးတဲ့တည်င်းလွတ်လပ်ခွင့်ဆုရရှိခဲ့သူမှတ်တမ်းရုပ်ရှင်ဒါရိုက်တာရှင်တေဝီကိုမြန်မာအချက်ဖတ်စစ်တပ်ကရုပ်ရှင်ရိုက်ကူးရမှာအသုံးပြုတဲ့ drone ဝယ်ယူတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းဆီးပြီးတော့နှစ်ရှစ်ထောင်တန်း15နှစ်အထိချမှတ်ထားပါတယ်ခင်ဗျာ။ဒီကောင်ကကဲဒီနေ့ကခကြီးကကျွမ်းတယ်အလုံးကလုံးဝရှုပ်တယ်။တရင်ကတအားတည်နေတာအဲ့တော့ကားထဲမှာပဲပြောပြလိုက်တယ်။ဘာဖြစ်လို့ဒီပုံလေးကိုတွင်ခွဲနေလဲဒီဗီဒီယိုဖိုင်လေးကို။ဟမ်။ဒီစုပ်ပြီးတယ်ဆိုပြီးမိုးနေဝတ်တာအချိန်ကြီးကောင်းကြလားဒီနေ့။မိုးနေဝတ်တာ တိုင်ရှိမှခက်တိတိတွေရိုက်နေဆိုပြီးတော့ငါအင်းလေးပြန်ဆုပ်တယ်ငါတို့တက်မလို့အောင်ဝမ်းရတယ်ဆိုပြီးတော့တန်းစီနေအမေအမနှစ်ကောင်ကဖမင်းပါဆိုတော့ဓာတ်ပုံနဲ့မပါပါဆိုတော့ပြေးလာလိုက်တာလေးတွေပြေးလာပြီးတော့တိတိတန်းစီဟမ်ခွေးနဲ့တန်းစီပြေးလာတယ်ဘာလို့ပြောလဲအောင်ဝမ်းလေးကိုခြာရတက်တဲ့နော်ဒီတိတိမတက်တဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်မကြည့်ခင်တည်းကအဲ့ဒီဟာကိုကြားတယ်ဒါပေမဲ့ပိုထင်တာတော့နက်နက်ကြီးတလုံးဟိုတက်တဲ့ယူကြမယ်လို့မထင်ဘူးပေါ့နော်ဟို အဲ့တော့ဒီပိုင်းနဲ့ပိုင်းရင်ပိုင်းရင်ယူရင်ယူရင်ပေါ်ရင်ပေါ်ခြင်းလို့ပဲကျွန်တော်ကပြောရမယ့်အနေနဲ့ဆန်းတော့အဲငပိနေအဲ့ဒီဗီဒီယိုဖိုင်ကိုတကယ်ထင်တဲ့လူအကုန်ငပိနေကဲတွက်ကြည့်ပြီးတော့နော်အဲ့ဒီမှာကျွန်တော်ရှင်းဆုံးပိနေတာပေါ့နော်သူပြောသလိုဆိုရင်တော့ဟမ်ကိုကအစ်စ်ပဲလက်ခံတာ哦ဒါ AI နဲ့မဟုတ်ဘူးလေငပိနေကြည့်ဟုတ်ရှိတယ်နော်ဒီဗီဒီယိုဖိုင်ဒီ online ကဒါလည်း online ကဒီဘက်ပိုင်းမှာဒါကြောကြတော့ကြာအဲ့ဒီပညာနေဒါတော့ကျွန်တော်တို့က အဲ့တော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 ့၅လောက်ပြန်၅လောက်ခွန်လောက်ပြန်တည်တယ်ကျွန်တော်တို့အဲ့ဒီဒီနာသွင်းတဲ့မှာတချို့အဲကျွန်တော်ပြောလိုက်တဲ့ကောင်နားလဲတဲ့သူတွေရှိတယ်ကျွတ်တော့လဲတာအဲတိတ်နားလဲကဒီဘက်ကတော့ဘယ်နားလဲဒါပညာရှင်အဆင့်ပြောရဲဝက်ဘ်ဆိုက်တွေမှာရေးတဲ့အဆင့်အောင်ဖြစ်သွားမှာပိုင်းရို့တော့တကယ် professional တက်တက်ဟာဒီပညာဆရာနော်ဟုတ်တယ်ဒါပိုင်းကြီးအဲ့ဒီပညာကြီးပိုင်းကြီးနားမယ်ကျွန်တော်တို့က1.5လောက်ထဲက premium 1.5ရဲ့အဲ့ဒီပညာနဲ့အဲ့ဒီလုံတက်နေတဲ့သူတွေ2က0 6.5ဒါတွေခိုင်းတိုင်းကြီးတော့မြန်မာကြည့် ဖိုင်တာတော်တော်များများကြည့်အဲ့ဒီဖြစ်အဲ့ဒီခါလာကကျွန်တော်ကမ္ဘာကြီးဆိုလို့ရှိရင်ဒီဖိုင်ဒီလိုလောက်နဲ့ညံ့နေရတယ်အချိန်ခါတော့အဲ့ဒီကကျွန်တော်တို့အတ္တလေးလောက်လာခဲ့တယ်အတ္တလေးကိုဒါရင်းနေတဲ့ဒီပုံမှန်ကိုကြည့်ပြီးတော့ကျွန်တော်တို့ကနားလေရာရှိတယ်ခေါင်းဆောင်မင်းသားနဲ့လောက်တော့မဟုတ်တော့ခေါင်းဆောင်မင်းသားကား20တဲ့သူကျွန်တော်ကိုစပြီးတော့မဲတဲ့ပြက်တနာသူ့ကိုမင်းသားမမတိလို့ကျွန်တော်ကမတိဘူးပြောလိုက်တယ်သူ့ကိုမင်းသားမမတိရကောင်းမလားဆိုပြီးတော့ကျွန်တော်ပြက်တနာရှိုင်းအဲ့တော်တည်းကအမုန်းတရားနဲ့ကျွန်တော်တောင်းလျှောက် အောက်တန်းကြသွားမဟုတ်မမှန်တာတွေပောက်ပန်း40ပါးစပ်နဲ့ရှိရဲအကုန်ဆွဲပြီးတိုက်ခိုက်လာတာဒီနေ့ချိန်ကြီးပဲကြည့်ပါနော်ကြည့်ပါနော်ဒီတော့ဒီကကြတော့ပါလိမ့်လေဆိုတော့ဗျာအာအေယံဝီတိုင်းဒီသူငါခုတော့ကမှနေတာပေါ့ဗျာငါခုတော့ကမှနေတယ်သူအဲ့အမျိုးသမီးဗာလုံးဆုမအမျိုးသမီးကြောင့်လည်းဒီကောင်းလေးညားလေအဲ့ညားလို့ဒီဆိုင်တွေးချံပါညားလေးပါအဲ့အမျိုးသမီးမဆုမအမျိုးသမီးနဲ့ပါလာတဲ့ဆိုင်တွေးချံတစုံပါညားလေးမှတုတ်တယ်အဲ့ပြီးတော့လည်းအခါကြတော့အဲ့မှာ ဇီတာဝယ်တဲ့သူတို့ channel တကတော့မညာနာဝယ်တဲ့ကောင်မလေးသုံးနေတော်တော်ကလေးနောက်မဲ့အဲဒီမဲ့အဲဖြစ်တဲ့ပေါ်ထားတိုက်တော့အဲ့မှာဘိုက်ကြီးတဲ့ခါကျတော့ဟိုဟိုမိုးဆိုးမယူပွာလိုက်လေပွာလိုက်လေဒီတဲ့ပြောမှသူနောက်ဆုံးဘာဖြစ်တယ်လဲဆိုတော့ယူတယ်ဟောဗျာအဲ့ဒီမှနေနဲ့အခုတော့ပေါင်းနေတာမပေါင်းနေတာမသိဒါနဲ့သူကဒီကိစ္စလေးနားမယ်အဲ့တော့ဘာကြောင့်ပြောလဲဆိုတော့ဒီကိစ္စလေးနားမလို့ပြောချင်တာပြောတယ်ဆိုတော့ပြောချင်တာဟာအဲ့ဘယ်လားမင်းတူတူမေပါပါတယ်လေပိုင်ရက်ကိုအမေရယ်ပိုင်ရက်ကိုအမရယ်ပါပါသေးတယ်အဲ့အဲ့ညောင်ကြံမိခဲ့တယ် तू မေ့နံနေမယ်အဲ့ဒီညောင်ပါပါတယ် နော်သူဒီကနေ့ပြောတဲ့ဟာတွေရောအဲ့ဒီပိုင်ရဲကိုအမေရောပိုင်ရဲကိုနှမရောနှစ်ယောက်လုံးပါနော်ကျွန်တော်ပြောတာကကျွန်တော်တို့ကဒီလိုမျိုးတိလို့ခါတော့မပြောနဲ့ရောအဲ့ဆိုမင်းမင်းပြောတဲ့ကွာကား20ရိုက်တဲ့အချိန်တုန်းကဟမ်သူများမရောကြာကူလီတွားရဲလို့စောက်ွက်ထိုးကန်တီပြီးရုံရောက်ပြီးခံခံဝင်ထိုးရတာဘာကြောက်လဲအဲ့ဒါလေးပြောပေးပါလားဟမ်ပိုင်ရဲကိုမင်းတို့ပဲငါမေးကြည့်မယ်ဟမ်မင်းမင်းအဲ့မင်းပြောတဲ့ဟိုမင်းသားယူယူနေတဲ့အချိန် မင်းအဲ့မှာရိုက်ခွင်းမှာသူများမင်းရသွားပြီးကြာကုန်လို့စောက်ွက်ထိုးခံတီးပြီးရုံရောက်လာတာဘာဖြစ်လို့လဲဟမ်မင်းတို့ပြောမလို့ပြောတတ်တယ်ပြောလို့ရတယ်ဘာရဲကိုတိလာငါလည်းပြောလို့ရတယ်နော်ဒါပေမဲ့အဲ့လိုတိုက်ခိုက်တာဘာလဲမကောင်းဘူးအောက်တန်းစားပြောတယ်ဆိုတော့ပြောနေတာဒီကောင်လေးကဒါကစုံလိုက်ပါတိုင်ညာခိုက်ရောဒီညောင်ပိုင်းညောင်ပြည်မှာကခေါက်တာကစုံဆိုင်ချမောင်ဆိုင်ရနေကြမှာဒါတို့ပြထိုင်းနိုင်ငံကိုသွားထိုင်းနိုင်ငံရောက်တော့ဟိုစပွဲလို့လို့ပကံစီရနေတော့တတိမတော့တောင်းလိုက်ဆိုတဲ့ပုံကံကြီးဆိုတဲ့အဖွဲ့တွေကပေါ်လာတော့ တို့လည်းအခုတို့နည်းနည်းပေါင်လေးတန်းလေးတန်းမှနေနိုင်ခိုင်နိုင်ကားနိုင်တောင်းနိုင်ဖြစ်သွားတော့ဖြစ်ပါအောင်လေဟုတ်လားအမင်းတို့ဘဝမှာပေါင်ဆိုတော့အဲ့လိုလားဟုတ်သူပြောနေတာပြောလို့ကျွန်တော်ကရှင်းပြဆောစောကြာဒီခလေးကိုနိုင်ငံတင်မှာဆိုတော့ဒီအောင်လေးကြောင့်နိုင်ငံမဟုတ်ကျွန်တော်ပြောပြမဟုတ်တော့ဒီကောင်မသိပဲနဲ့ပြောနေတာလားအဲ့ဒီမှာဒီကောင်တိတော့ဖိုင်ပြီးကိုပဲကိုမင်းဗီဒီယိုရိုက်မင်းဗီဒီယိုမင်းပြန်မကြည့်ဘူးလားမင်းရုပ်ကိုမင်းကြည့်ညို့လားမောင်ငါပြောတာကမင်း edit လုပ်နေနော်အခုမင်း edit မင်း edit လုပ်တယ်မလား edit လုပ်ရင်မင်းဆောက်ွက်ကိုမင်းပြန်မကြည့်ဘူးလား này ta để bao mà 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 là nó, cái gì gia ai anh 啊，没有个要加伟大的肉啊，啊，大卡系的要加掉个肉爆米了，没爆过了，贵有年纪啊，喏，哎呀，你你，不同系派嘛，哎，老先生，老爷，你都干嘛？sau tôi chụp điện giải khai niệm mấy anh thì đấy mới phải nói tại lại rồi mấy anh phải học bộ thì là đi giải khai niệm hoàn theo và cầm là giải còn chi là giải mấy niệm cho nhưng mà anh nhau chân thì này, nó có thế của mấy thì không của cầm là mấy số đấy nhà mà giải mấy của tôi đều rồi giao gì đó mà từ đi ဒီကမ္ဘာဘောင်းထဲမှာဒီလူကြီးရှိမရှိနောက်နောက်လုံခြုံရေးနဲ့ဘောင်းထဲမှာရှိမရှိဆိုတာကအာဒီအောင်ကြီးကမဟုတ်တော့ဖတ်လို့ပြင်းတော့မှအာဘာညာဆိုတဲ့ပုံစံကိုလည်းမသိပြီးတော့လက်နဲ့တဲ့ကဲကြားတဲ့အတိုင်းပဲနော်အဲ့တော့ကင်ကင်မရာရိုက်တယ်ဆိုရင်တဲ့ကင်မရာမန်အရင်ရက်ကမယ်ကင်မရာဘောင်းတယ်ရမယ်ဟမ်ရုပ်ရှင်သူများရုပ်ရှင်ရိုက်တာကိုတော့ချောင်းပြီးတော့မီးထိုးမှန်ထိုးဘဝနဲ့မြင်မှုထားတော့သူစိတ်ထဲမှာဟဲ့အောင်ပိုင်ရဲကိုအဲ့ဒီမှာကင်မရာကင်တဲ့ကောင်ကကင်မရာနဲ့ပုံဖုံးနဲ့ရိုက်တဲ့ကောင် ကင်မရာဘောင်းကင်မရာအကြက်လားအကျယ်လားဆိုတော့နားလေတဲ့လူမဟုတ်တာမန်လူပဲဓာတ်ပုံရိုက်တယ်ဆိုတာလူတွေတန်းစီပြီးအဲ့လိုပဲသွားရိုက်တာလေမင်းတို့ပြောတာဒါအတုဆိုရင်ဘယ်နေရာ AI နဲ့ပတ်သက်တဲ့သူ့ရဲ့အာမင်းတို့အမှချလိုက်တဲ့အုံလဲဆိုနော်အဲ့မှာကင်မရာဒီပုံတက်လာတယ်ဆိုတာကကင်မရာရိုက်ရက်ပေါ့ကောင်မလွတ်သွားတယ်အဲ့ဒီအုံထဲကိုကြာတာကိုဒီကောင်ကလိုသွားပြီးတော့အထဲဝင်ပြေးသွားတယ်ပြန်ဆွဲထုတ်လာတယ်အလောင်းတွေကိုဆွဲထုတ်နေဆွဲပြင်းသွားတယ် AI ဆိုတဲ့အရာစစ်လို့လွယ်လွယ်လေးกว่า မင်းတို့စောက်ပိန်းတာ AI ဟုတ်လားမဟုတ်လားစစ်မတိုက်နေရမယ်တိလား AI ဟုတ်လားအစ်စ်လားဆိုတာကိုစစ်တတ်တဲ့လူကလွယ်လွယ်လေးနော်အဲ့တော့ဒီပုံ AI ဆိုလည်းပြီးတာပဲမင်းတို့ခံမညူးဘာဖြစ်လို့လဲမတန်တော့မင်းတို့တော့အောက်တန်းစားတွေကိုနော်အေးဒါပေမဲ့အလူများမရကြာခေါ်လို့စောက်ွက်ထိုးခံထိရတာဟာတော့လူမသိစေနဲ့တော့ဒါမင်းပြောလို့ငါပြောပြတာတိလားမကောင်းအဲ့လိုလုပ်လို့မလုံနဲ့နော်မင်းဥကအဲ့လိုဖြစ်လို့ကြာကူရုပ်ပေါက်မှာဟုတ်မှာနော်လူများကိုတစ်ချက်တိုက်ခိုက်မယ်ဆိုရင်ကိုယ်ကို၁၀ချက်ပြန်လာတတ်တယ် ်ခံနိုင်လားသူများပေါ့မဟုတ်တာမမှန်တာပောက်ပန်း40အောက်တန်းကြတဲ့စကားတွေနဲ့ဆွဆွဲပုတ်ခတ်တိုက်ခိုက်မယ်ဆိုရင်ကိုယ့်ကိုသူများပြောလာရင်ကိုခံနိုင်လားအရင်စစ်စားသိလားငါဘာကောင်ွားဆိုရဲဟာမျိုးလုပ်ဖို့မဟုတ်ဘူးခင်ဗျားတို့ကျွန်တော်တို့တော်လိုင်းရေးလောက်တာဒီတော်လိုင်းရေးပြီးသွားရင်တိုက်ကလုံးကားစီရဖို့မဟုတ်ဘူးတော်လည်းကာလာမာဝတော်လည်းလိုမာဝအာနာပါဝါရီနဲ့ ငါဘာကောင်ကွာဆိုတဲ့ဟာမျိုးလုပ်ဖို့မဟုတ်ဘူးဒါကိုကျွန်တော်တို့မြဲမြဲမှထားရပါမယ်လာကလေးကအဝိတ္တထဲကိုတခုလက်ပလာချေပလာနဲ့လာခဲ့ကြတဲ့ကောင်းတွေကြီးပဲကိုအိမ်ပြန်တဲ့အခါမှာလဲအဝိတ္တထဲကိုတခုလက်ပလာချေပလာနဲ့ပြန်ရဲတဲ့တတိရှိကိုရှိရပါခင်ဗျားတို့ကျွန်တော်တို့မှာ ။နာတော့ကတော့လက်ပလာခြေပလာနဲ့ပဲပြန်တော့ကားနှစီနဲ့တိုက်ကလုံးနဲ့ဆိုခင်ဗျားတို့ကျွန်တော်တို့ရဲ့တော်လိုင်းရေးကဘာတော်လိုင်းရေးဖြစ်သွားမလဲ။အချို့သောပုံကိုယ်တွေကျွန်တော်တို့တွေးနေရတယ်။တော်လည်းရေးကြောင်းပြုတ်ပြီးတော့မှကိုကျိုးရှာဖွေတဲ့ပုံကိုယ်တွေကျွန်တော်တို့တွေ့လာရပြီ။လုံးဝခွင့်မလို့ဘူး။ကြည်သူကာကွယ်ပါမယ်ပြောပြီးကြည်သူဥစ္စာကြည်သူအိုးအိမ်ကြည်သူရဲ့တဲ့အန်ရဲ့ချင်းချောင်းတဲ့လောက်ရမျိုးကျွန်တော်တို့လုံးဝလက်မခံဘူး။ ဒါရီယာ KLDF မှာမူလည်းမရှိဘူးဒီလိုလုံးမဲ့လူကိုလည်းလက်ခံပါလေမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ရဲဘော်ရဲဘက်တစ်လေဒါကိုကြက်ကြက်လေးတတိထားပေးပါဆက်လက်ပြီးတော့ရှေ့မှာတာဝန်ထမ်းဆောင်နေတဲ့ရှေ့ကစီနီယာရဲဘော်ရဲဘက်တွေတက်ဖို့တက်မှုတွေလည်းအတိအကျလိုက်တာဖေးချဖို့ကျွန်တော်တို့ဒီကနေပြီးတော့အမိန်လည်းဖြစ်တယ်မိသားရက်ခံချက်လည်းဖြစ်ပါတယ် တွေ့တာမြင်နေရပြီဒါငါကဒါငါခွဲပန်ပစ္စည်းဒါငါတည့်ရင်ဟာဒါငါဖြူဟာဟာကျွန်တော်တို့ခင်ဗျားတို့အားလုံးခေါင်းထဲမှာမြင်မြင်မှတ်ထားရမှာပြည်သူပိုင်ပစ္စည်းတွေဖြစ်တယ်음ပြည်သူဟာဖြစ်တယ်တစ်ချိန်မှာပြည်သူလက်ထဲကိုပြန်ထည့်ပေးရမယ့်ပစ္စည်းတွေဖြစ်တယ်ဒါကိုကျွန်တော်တို့မြင်မြင်မှတ်ထားဖို့လိုပါတယ်ကျွန်တော်ကိုနိုင်ဟောခင်ဗျားတို့ဒီမှာရှိနေတဲ့ ကျွန်တော်ရဲဘော်ရဲဘက်အားလုံးရောဒီလိုတက်ပြမျိုးထားဖို့လိုပါတယ်။อืมကျွန်တော်ရဲ့ channel ကိုကြိုက်တယ်ဆိုရင် like ရယ် subscribe လုပ်လည်းပြခဲ့ကြပါ